မိုင်ပန်းမြန်မစည်းနဲ့အောင်ဒီကောမန်လေးဖြီးပြီးအောင်ပြီးပါမှန်တာဖီဘွန်ဆိုရင်ညီမလေးကမှန်ထားတာကျမအားကြရတဲ့တူသေးသော surprise gift ပိုင်ရှင်လေးပထမအဆုံးစလုပ်ကလေးရကြည်လာတာအလုပ်ကိုလည်းလုပ်ချင်ခဲ့တယ်ကိုကပါရမီပါမလာတော့မလုပ်ဖြစ်ခဲ့ဘူးအမကိုကြည့်ပြီးအငဲပီတီဖြစ်တယ်တိုးတက်လာပြီးပြောင်းလဲလာတာစပေါ်တဲ့ကကြည့်တော့တိုးတက်ပြောင်းလဲလာတာလေးကအစကြည့်တော့ပို့ပြီးတော့အားကြမိတယ် အဲမင်းတို့ဒီစပြီးတော့ surprise gift စဖို့လေကဒီညီမလေးရဲ့ကြည်လာတာဖြစ်မယ်ညီမလေးအေးကျေးဇူးအများကြီးတင်ပါတယ်ဆိုတော့တကယ်ပါမင်းတို့ဆက်စပြီးတော့ surprise gift စဖို့လေကဒီလိုပန်းစည်းလက်ရာတွေကိုအသေးစားဆုံးစီးနိုင်ခဲ့တာမဟုတ်ပါဘူးဒီလိုပန်းစည်းတွေဆိုလို့ရှိရင်မင်းတို့ဆက်စပြီးတော့အာဒီလိုပန်းစည်းတွေစီးနိုင်မှု နေနေတာတာပေါ့နော်မင်းတို့ဆက်စပြီးတော့ surprise ပို့တဲ့အချိန်မှာအာပန်းစည်းပုံလေးတွေကိုမင်းမင်းဒီအပေါ်လေးတွေမှာပြပေးမယ်เนาะတလက်စားတယ်မင်းမင်းတွေ့ထားတဲ့ကိုမန်လေးတစ်ခုပါမင်းမင်းပြန်ပေးခြင်းနဲ့ အဲ့ဒါကြတော့ညီမလေးခိုင်ငင်းအေးရမှန်ထားတာပါမင်္ဂလာပါမမကြီးညီမကလည်းမျိုးကပါလက်ရှိမှာ fancy order တွေလည်းမပြတ်ရနေသူပါလုံသက်ကနှစ်နှစ်ကျော်ပါပြီ YouTube နဲ့ပညာဒါနတွေကနေလေးလာတင်ယူပြီး fancy တွေလုပ်နေတာပါသင်တန်းမတက်ဘူးပါဘူးရှင် fancy လေးတွေကိုစနစ်တကျနဲ့ပို့ပြီးလှပအောင်တင်ယူချင်တာမို့တင်တန်းလေးမေးချင်လို့ပါ reply လေးပြန်ပေးပါနော်ဟုတ်ကဲ့ပါညီမလေးကြီးအမတလက်စားတယ်စာပြန်ပေးလိုက်မယ်နော်ဆိုတော့ ဒီညီမလေးမတ်အဲဒီညီမလေးနှစ်ယောက်မတ်ထားတဲ့အကြောင်းအရာလေးကတူညီရယ်ပေါ့နော်တယောက်ကကြတော့မမင်းတို့အမြဲတမ်းစောင့်ကြည့်ပြီးအားပေးလာတဲ့ညီမလေးဗီဘွန်ပေါ့နော်သူကမမင်းတို့စစပြီးတော့ subscribe ပို့တွေကလက်ရာလေးတွေကိုစောင့်ကြည့်လာတာအခုဆိုရင်ဒီလိုပန်းစည်းတွေလည်းစီးလာနိုင်ပြီးတော့လက်ရာလေးလည်းပိုတည်တက်လာရဲဆိုပြီးတော့ချီးကျူးထားတာပေါ့နော်အဲ့ဒီအတွက်ကျေးဇူးများကြီးတင်ပါတယ်ညီမလေးရေဆိုတော့ဒီဘက်ကညီမလေးခိုင်ငင်းအေးရလဲအမားတို့ဆက်စပြီးတော့ဂျင်းညီစပြီးတော့ဒီပန်းစည်း စပြီးပို့တယ်ဆိုတော့အခါမှာအမားတို့ကိုယ်တိုင်ကလည်း YouTube တွေ Pinterest တွေ TikTok တွေကနေပဲဒီလိုပဲပညာဒါနတွေကြည့်ပြီးတော့စီးခဲ့တာပါအဲ့ဒီအချိန်တုန်းကမမင်းတို့ရဲ့လက်ရာလေးကိုမရှက်မကြောက်ပြပေးပါမယ်မမင်းရဲ့ page မှာဆိုဒီ follower 1.1 million ရှိတဲ့ page ကတော့ဖြတ်ချခံထားရတယ်ဒါပေမဲ့အဲ့ဒီ page မှာမမင်းတို့စပြီးတော့ ပန်းလေး surprise ပို့တဲ့လက်ရလေးတွေကိုတခုမှမဖြတ်ထားပါဘူးအကုန်လုံးဒီတစ်ချိန်မှာကိုမိုတီဖြစ်အောင်လို့တစ်ချိန်မှာပြန်ကြည့်ပြီးတော့ဟဲ့အဲ့ဒါကိုလက်ရကိုပြန်ပလိန်လို့ရအောင်เนาะအဲဘာစိတ်ကူးနဲ့ငါအဲ့လိုကြီးစီးခဲ့တာလည်းမတည်ဘူးဆိုတာမျိုးအချင်းချင်းတယောက်နဲ့တယောက်ပြန်ပလိန်ကြတာဗောနော်အိမ်မှာအဲ့တော့အဲ့လက်ရလေးတွေမင်းများပြပေးမယ်ကဲဆိုတော့ဒီမှာပုံလေးတွေပြပေးထားမယ်ဒါဆိုလို့ရှိရင်အရွက်90ပြင်မယ်အရွက်90ဦး ဒီလိုကြီးစီးထားတာเนาะပြီးရင်ဒီမှာအရွက်20ဒီဇိုင်းတွေရှိမယ်ဒါ2022ကပုံတွေကိုပြပေးနေရเนาะအပေါ်ပိုင်းကြီးပြီးတော့အောက်ပိုင်းညာသေးနေတယ်အဝိုင်းပန်းစီးတွေဆိုလို့ရှင်လဲဟိုဘယ်ကမှအခုလို့အခုချိန်လိုမျိုးညင်ညာပြီးလှပနေတာမဟုတ်ဘူးပေါ့เนาะစီးတတ်တယ်လို့လေးစီးထားပေးတာဒါပေမဲ့အကောင်းဆုံးတော့စူးစမ်းပြီးစီးတယ်ပေါ့เนาะ ။နော်အဲ့လိုပဲစီးပေးနိုင်တဲ့လက်ရာတွေကိုမမင်းတို့ကမကျေနပ်ဖဲနဲ့ပထမဆုံးအနေနဲ့မမင်းရဲ့အမျိုးသားပြောင်းရင်းမအရင်တင်နန်းတက်လိုက်တယ်။၂၀22 November မှာသူတင်နန်းတက်တယ်။၂၀22 November လောက်မှာသူတင်နန်းတက်တယ်။2020အဲ2023ပေါ့နော်။ November ဆိုတော့ November ဆိုလို့ရှိရင် November December ဇန်နဝါရီဖေဖော်ဝါရီမတ်ဧပြီ2023ဧပြီမှာဒီလက်ရာကိုရနိုင်ပြီအခုမင်းမင်းတို့ပြထားတဲ့လက်ရာပေါ့နော်လုံးဝလာပိုင်းလေးအတွင်းလာပိုင်း3 4လအတွင်းမှာမင်းမင်းတို့ပြောင်းလဲလာတဲ့လက်ရာလေးပေါ့နော်ဒါကကျတော့အခုအခုပြပေးထားတဲ့ပုံက2023ဧပြီမှာစီးထားတဲ့ပုံလေးတွေပါဆိုတော့မင်းတို့လာပိုင်းလေးအတွင်းမှာမင်းမင်းတို့ကိုယ်တိုင်တောင်မှပဲဒီ sustainability ပေါ့နော် အာ YouTube ကနေကြည့်ရဲပညာဒါနတွေကြည့်ရဲအဲ့ဒီဟောင်မှာအားမရသေးပဲနဲ့အဲ့လိုစီးနိုင်နေတာကိုအားမရသေးပဲနဲ့ထပ်ပြီးတော့တည်တည်ချာချာနီးစနစ်မှန်မှန်ကန်ကန်ကိုလေ့လာပြီးတော့သင်ယူပြီးတော့မှမင်းတို့စီးလာနိုင်တဲ့လက်ရာလေးတွေကိုပြပေးထားတာပါဆိုတော့ညီမလေးခိုင်ရင်အဟိုအားမငယ်ပါနဲ့ဟိုအမတို့ YouTube တို့ဒီ ပညာဌာနတို့ကလည်းတကယ်အမှန်အကန်ကိုသင်ပေးတာပါအမှန်အကန်သူတို့သင်ပေးပေမဲ့ဒါပေမဲ့မအားတို့ကင်မရာရှူတော့နေကြွားတယ်ပေါ့နော်ကင်မရာရှူတော့နေကြွားတဲ့အတွက်တချို့အရာလေးတွေမှာသူတို့ပန်းစည်းဒီလိုမျိုးခါ ਉ ပေါ့နော်ဒီလိုခါ ਉ သူတို့ဘယ်လိုလုပ်သွားလဲခါညှက်သွားတဲ့နေရာခါ ਉ ဒီလိုတိမ်တိမ်လေးဖြစ်အောင်စီးသွားတဲ့နေရာပန်းစည်းခါတိမ်တိမ်လေးနဲ့ပန်းစည်းကကားလေးဖြစ်အောင်လုပ်သွားတဲ့နီးစနစ်တွေကြတော့အာအမအားတို့ YouTube လို့ပြီးရင် online လို့ကြည့်ရုံနဲ့မရဘူးပေါ့နော်အမဆိုရင်အဲ့အကြောင်းတော့အမရဲ့ဒါကြော်ညာလေးဝင်ရမယ်ဆိုရင် အမရဲ့ online online class မှာဆိုရင်မကင်မရာ၃လုံးနဲ့တောင်ရိုက်ပေးတာဖုန်း၃လုံးနဲ့မဟုတ်ဘူးเนาะကင်မရာ၃လုံးနဲ့အပေါ်တက်တက်ကနေရိုက်ပေးတယ်ဘေးကနေရိုက်ပေးတယ်ရှေ့တက်တက်ကနေရိုက်ပေးတယ်အမကင်မရာရှုထောင်၃မျိုးလုံးကနေပြီးတော့ဘလိုစီးသွားတယ်ဆိုတဲ့ဟာကိုအမပြပေးထားတယ်ပေါ့เนาะသင်တန်းကြီးက online class ဆိုရင်၃000ပဲရှိတယ်တစ်ဘာသာအောင်မှ၃000ပဲအမ၃000နဲ့ မတန်လောက်တဲ့အထည်ရောအမှ quality တဲ့အကောင်းဆုံးပေးထားတယ်ကြည်လင်ပြတ်သားပြီးတော့အတန် quality ကိုလည်းကြည်လင်နေအောင်ရုပ် quality ကိုလည်းကြည်လင်နေအောင်ပေးထားတယ်ဆိုတော့ဒီလိုမျိုးလေးတေချာနီးစနစ်တကြားနဲ့တင်ပေးတဲ့တင်တန်းကိုတတ်လိုက်မယ်ဆိုလို့ရှိရင်တော့ညီမလေးအခုအားမရနေတဲ့စနစ်တကြားပို့ပြီးလှအောင်စီးကျင်နေဆိုတော့ပန်းစီလေးတွေကိုစီးနိုင်သွားမှာတေချာပါတယ်ဆိုတော့အမားတို့ဆိုလို့ရှိရင်လည်းဒါ2022ကတင်တန်းတက်တယ်အခု2025ပေါ့နော်2025 2022တင်တန်းတက်တဲ့ချင်းကိုပဲအမားတို့ဒီလိုပန်းစီစီးရတာအဲ့ဒါလေးပြပေးမယ်ကြွားတာပေါ့နော် 2020သင်တန်းတက်တက်ပြီးချင်းလာလေးပဲချရတလားလောက်ပဲချလိုက်တဲ့အမားတို့ကစတမာယုံကြည်မှုနဲ့ကစတမာယုံကြည်လို့ဆိုပြီးတော့လာအပ်တာပေါ့နော်လာအပ်တာအဲ့ဒါဒီလိုမျိုးပန်းစည်းတွေဆောနာဆောနာပြတဲ့ပန်းစည်းတွေစီးရပြီးတော့အမားတို့အခုအခုချိန်မှာအမားရဲ့အကောင့်မှာအရန်ရောဟစ်ဖြစ်နေတဲ့ဖိလစ်ပိန်ကပန်းစည်းဒီဇိုင်းကြီးကိုလာအပ်တာကစတမာအဲ့ချိန်တော့ရွက်600,590လားမသိဒီမှာပေါ့နော်မမင်းအခုပုံနှစ်ပုံကိုရှင်ပြပေးထားမယ်ဒီအပေါ်မှာအခု ဒီဘက်ကပုံဆိုလို့ရှိရင်မင်းတို့အာဒီပြောင်းကြီးပေါ့နော်ပြောင်းကြီးမှာပန်းစစီတတ်တဲ့အချိန်မှာ customer ကယုံကြည်အားကိုးစွာနဲ့ Philippines ကပုံပထမဆုံးပြပြီးတော့ပထမဆုံးစီးတဲ့ပန်းစီဒီဇိုင်းပေါ့နော်ပန်းစီပေါ့ပထမဆုံးဒီဒီဇိုင်းစီးတဲ့ပန်းစီဒီဘက်မှာပြထားတာကဂျာတော့မင်းတို့ဟိုတနေ့ရတင်ထားတဲ့ပန်းစီပေါ့နော်လက်ရာတွေကအစလုံးဝတိတာွားတယ်ဒီအချိန်မှာလဲဒီလိုပန်းစီပန်းစီတင်တဲ့ဆက်ဆက်အာပြပြချင်းပန်းစီပညာကိုဆက်ဆက်လေးလာယူပြပြချင်းမှာလဲဒီလိုပန်းစီကိုစီးလာနိုင်တဲ့အတွက်ဂုဏ်ယူတယ်ဒါပေမဲ့အခု ချိန်မှာဒီထက်ပိုပြီးတော့အဲဒီစီးတေတေတက်တက်နဲ့စီးလာနိုင်တဲ့ဟာကိုပို့ပြီးတော့ဂုံယူရဲပေါ့နော်အဲ့တော့အငြင်းလမ်းလေးလာနေတဲ့သူတို့အငြင်းလမ်းစူးစမ်းနေတဲ့သူတို့ကလက်ရာလေးတွေကပိုလှလာမှာကျင်းနေပါဗျ။အဲ့တော့ညီမလေးအနေနဲ့ပန်းစီတင်တန်းတက်ချင်တယ်ဆိုလို့ရှိရင်အမဒီအပိုင်းမှာကြာတော့ပြောတာလေးနည်းနည်းများသွားတယ် ပါတူးလေးကိုတင်ပေးမယ်ပါတူးမှာအစားလေးအအစားကနေအဆုံးအထိပန်းစီတင်တဲ့အကြောင်းကိုပြည့်ပြည့်စုံစုံလေးပြောထားပေးပါမို့လို့ပါတူးမှာပန်းစီတင်တဲ့နဲ့ပတ်သက်ပြီးတော့အမအသေးစိတ်ဖြေထားတာလေးကိုတစ်ချက်အစားအဆုံးကြည့်ကြည့်ပါအမတေချာလေးအသေးစိတ်ဖြေပေးထားပါတယ်အာကိုကအဝေးကနေပေါ့နော်ဒီရန်ကုန်လာမတက်နိုင်ဘူးနေမှာဖြစ်နေတယ်နိုင်ငံခြားမှာဖြစ်နေရဲဆိုလို့ရှိရင်လည်းအမက online class လည်းရှိသလိုဗီဒီယို call နဲ့သင်ပေးရ class လည်းရှိပါတယ်ဒါကြောင့်မလို့ရန်ကုန်မှာလာတက်နိုင်တဲ့သူကရန်ကုန်မှာလာတက်လို့ရပါတယ်ဒီလာမ ဲ့16ရက်နေ့16ရက်6လ2025ပန်းစည်းတင်တဲ့ batch တွဲဖွင့်ဖို့ရှိပါတယ်တင်တဲ့ကာလက9ရက်ထဲပါ9ရက်ထဲနဲ့အတက်တင်ပေးတာဖြစ်ပါတယ်ဒါကြောင့်မလို့ပန်းစည်းတင်တဲ့လေးတက်ချင်တယ်ဆိုလို့ရှိရင်တော့ Viber ဖုန်းနံပါတ်399 6330 92 399 6340နေရာလေးခုကိုတက်မှာဆက်သွယ်ပြီးတော့တင်တဲ့လေးစုံစမ်းနိုင်ပါအရှင်ကျေးဇူးတင်ပါတယ်ပတ်တူးမှာအမပန်းစည်းတင်တဲ့နဲ့ပတ်သက်ပြီးတော့အသေးစိတ်လေးကိုထပ်ပြီးဖြည့်ပေးထားမယ်နော်